င်းဌာနချုပ်အခြေဆိုင်စခန်းမောင်1400နီးပါးပိုင်ဆိုင်ထားတဲ့စစ်တပ်ကပြင်းရင်တွေပြုံးတိလာပြီးနောက်စစ်မှုရန်ဥပဒေနဲ့အသက်ဆက်နေရတယ်လို့သိရပါဗျ။နိုင်ငံနဲ့တိုက်ပွဲတွေဖြစ်လာပြီးနောက်စစ်ကောင်စီတရင်တပ်ဖွဲ့တွေကတပ်သားတွေအင်အားပြုံးတိလာတဲ့အတွက်2023အောက်တိုဘာ29ရှမ်းပြည်နယ်မြောက်ပိုင်းမှာစတင်ခဲ့တဲ့10ရက်ဖွန်စစ်စင်ရေးပထမပိုင်းအပြီးမှာစစ်ကောင်စီကစစ်မှုမထမ်းမနေရပြည်သူစစ်မှုရန်ဥပဒေကိုထုတ်ပြန်ပြီးလူသစ်စုဆောင်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ ရခိုင်ရှမ်းမြောက်ကချင်ကယင်းီချင်းနဲ့စကိုင်းတိုင်းတို့မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတရင်တမရီဖွဲ့စည်းပုံပြတ်တဲ့အထိကျောင်းတီးပြည်နယ်နောက်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ဟာ2024ခုနှစ်ဖေဖော်ဝါရီ10ရက်ကစပြီးပြည်သူ့စစ်မှုရန်ဥပဒေကိုအတည်ပြုပြဋ္ဌာန်းကနိုင်ငံတွင်းရှိလူငယ်တွေကိုစစ်တင်နှံပေးပြီးရှေ့တန်းစစ်မျက်နှာကိုပို့ဆောင်ရရှိပါတယ် ရဖိုင်းနဲ့ကချင်မှာတက်မတရင်လိုက်ပြုတ်တဲ့တိုက်ခိုက်ရေးမရှိဘဲအတင်းဖန်းခေါ်လာတဲ့တပ်သားတွေကိုအရေးကြီးတဲ့တိုက်ပွဲတွေကိုပို့တဲ့ဆိုရဲကစစ်တပ်မှာလူမရှိတော့လို့ပဲအပုတ်ခံရတဲ့တင်းနှင်းစင်းတပ်သားတွေကထွက်ပြေးကြတာတွေရှိပေမဲ့ပြန်မိရင်ရရဆက်ဆက်တပ်ပစ်တာနဲ့နှိမ့်ဆက်တာတွေလုပ်လို့အများစုကမပြည့်ရကြဘူးစစ်တပ်ကတပ်သားတွေကိုအတင်းအဓမ္မစူးစမ်းနေတယ်ဆိုတာတဲ့လို့အချက်ကြောင့်ပဲလို့တဲ့ဝင်တက်ထွက်နဲ့တဲ့ရင်အားတွေ ကျင်းနန်းတွင်ကင်တွဲရတဲ့အနေပိုင်းတိုင်းစစ်ဌာနချုပ်ရှိတက်တရင်ရှင်းမြစ်က ERI Times ကိုပြောပါရယ်ပုကဲမှုဌာနချုပ်63ခုချင်းလင်းချင်းမြန်တိုက်ခိုက်ရေးတပ်ရင်း922ရင်းလက်ယုံဝန်ထမ်းတက်685တက်ရေးရစခန်း64ခုဒေးရစခန်း20ခုစုစုပေါင်းအခြေဆိုင်စခန်း1384ခုပိုင်ဆိုင်ထားတဲ့စစ်ကောင်စီတပ်ကလက်ရှိမှာအခွန်နှိပါးတကြန့်ရှိရတယ်လို့သိရပါရယ်စစ်ကောင်စီကပြီးခဲ့တဲ့မတ်လ3ရက်နေ့ကလည်း တမကူကူလောက်ခန့်တရင်ဆယ်ကူကနေ ခမရ35ကလွဲပြီးကြံတရင်ခွင်ရင်စလုံးကိုဆင့်ရဖြစ်တင်းရမှာလူတစ်တက်တာအများစုနဲ့ဆင့်ရဖြစ်တင်းခဲ့တဲ့လူတက်တရင်ရင်းမြစ်ထံကသိရပါဗျ။ EOR ရခိုင်အဆက်ဘကိုးရခိုင်အဆက်မပွေးရခိုင်အဆက်တို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ဆင့်ရလူဝက်ချက်ကိုလူသစ်တင်နန်းသားတွေနဲ့ဖြည့်တင်းနေရတယ်လို့သိရပါဗျ။ဒါအပြင် PKN ဖေဖော်ဝါရီလကစပြီးတိုက်ပွဲပြင်းထန်လာတဲ့ ကြောက်ပြုတ်နဲ့စစ်တွေကိုစစ်တနန်းစင်းတွေကိုရေရင်ကြီးငယ်နဲ့လေးရင်တွေပါတုံးပြီးစစ်ကောင်စီကအလှည့်မြန်ပို့ဆောင်နေရတယ်လို့သိရပါဗျ။စစ်ကောင်စီက၎င်းတို့စတင်ထုတ်ပြန်ခဲ့တဲ့စစ်မှုမထမ်းမနေရပြည်သူစစ်မှုရန်ဥပဒေနဲ့နိုင်ငံနှက်ငံလူငယ်တွေကိုအတမဖမ်းဆီးခေါ်ယူကာအမက်စင်တစ်ခုကိုလူ9000နီးပါးစုဆောင်ပြီးစစ်တနန်းပေးခဲ့ရအခုဆိုရင်အမက်စင်၁၁ထိလူသစ်ခေါ်ယူစုဆောင်ထားပြီးဖြစ်တယ်လို့ထုတ်ပြန်ချက်တွေကသိရပါဗျ။